ောက်ခံစေရတယ်တခြားတချို့တွေဆိုလို့ရှိရင်ဖောရအောင်မျိုးလေအရန်ကိုမြင်ရတာစိတ်မကောင်းစရာဖြစ်တယ်အဲ့ဒါကြောင့်လည်းအမဒီနေ့ဟိုဒီကြောက်ခံစေတဲ့လူနာတွေအတွက်ကလေးကိုလူပစ်သွားတာပေါ့နော်လူနာ73ယောက်စာပေါ့နော်အဲ73သိန်းပေါ့အခုကကြောက်ခက်ကလေလမ်းဘေးဆက်စီတောက်လို့ဖြစ်တာတဲ့အဲနောက်တစ်ခုကဒညင်းသီးဒီကအစိတ်သီးမှန်းသီးရဲ့နဲ့စားနေကြလို့အခုကကလေးတွေဒါအမောက်လည်းရှင်းပြတယ်နော်10နှစ်15နှစ်20အခုကအလောက်ကကြောက်ကဆင်းနေရတယ် းအလှူလေးရတော့ခရိုင်းဆိုရင်လည်းအမအမကိုမွေးတဲ့ဆေးရုံပေါ့နော် different ပေါ့နော်အမမွေးခဲ့တဲ့ဆေးရုံ different မှာဆိုလဲလှူတယ်မွေးနေ့တိုင်းမွေးနေ့တိုင်းအလှူလေးတွေလုပ်ဖြစ်တယ်ဒီနေ့မွေးနေ့ကတော့အမလကောင်ရင်ပြန်มาဆိုတော့မြန်မာနိုင်ငံမှာအမမွေးနေ့ကြရင်မရှိတော့ဘူးဆိုတော့ကြိုပြီးတော့လှူခဲ့တဲ့သဘောပေါ့မောင်လေးကိုကြော်ကြော်ကအဲလှူအယောက်900ဆောင်900ဆောင်လှူပေးလိုက်တယ်ဆေးရုံမှာလှူပေးတယ်အဲနောက်ပြီးတော့အမနဲ့ဟိုဟာအမနဲ့အမမျိုးသားထပ်ပြီးတော့ပေါ့နော်အဲဒီမှာဆေးရုံကိုလှူရင်းနဲ့ ပို့ပြီးတော့ဘာလေးများလိုအပ်မလဲဆိုပြီးစဉ်းစားလိုက်တဲ့အချိန်မှာခုနကြောက်ကက်ဆေးနေတဲ့လူနာတွေကိုတွေ့တွေ့ရတယ်။အဲ့ဒီအချိန်မှာအရန်ကိုထပ်ပြီးတော့ဟိုပတ်ပတ်မိုးပေးခြင်းနဲ့စိတ် support လုပ်ပေးခြင်းနဲ့စိတ်နဲ့လူနာ73ယောက်စာပေါ့နော်။အဲ73သိန်းပေါ့။ဟုတ်။အခုကကြောက်ကက်ကလေဟိုကျွန်တော်တို့ဒါဆီယမ်မာကြီးပြောပုံအရာဆိုရင်အဓိကကြောက်ကက်ကဖြစ်တာက ဟိုတကယ်လဲကျွန်တော်တို့ကမကူညီနိုင်တာလေပံပါတယ်လမ်းဘေးဆက်စည်းတောက်လို့ဖြစ်တာတဲ့အဲနောက်တစ်ခုကဒညင်းသီးဒီကအစိတ်သီးမှန်းသီးရဲ့နဲ့စားနေကြလို့အခုကကလေးတွေဒါအမောင်လည်းရှင်းပြတယ်နော်10 15နှစ်20အခုကအလောက်ကကြောက်ကဆေးနေရတယ်နောက်ကမီကပစ္စည်းတွေစားလို့တွေဟိုကတကယ်ဒီမှာဆိုရင်ကြောက်ကတစ်နှစ်တစ်နှစ်ကိုတိန်တောင်းကျော်ကိုအကုန်ကြခံပြီးကိုဖရီဆေးပေးတာတရက်ကိုကျွန်တော်26ရောက် မနက်ဟိုကျွန်တော်တို့73ရောင်းညနေ73ရောင်းသူကတပိုင်းတပိုင်းစီခွဲစီပြီးရတာဗျဟုတ်ကဲ့အဲ့ဒါနဲ့အမားတို့ကလည်းကြည့်ပြီးဒါတရာပေါက်ပြီးတော့လူတိုင်းမှာတော့ကိုချင်းစာတရားရှိတော်လေဒါလေးတွေမြင်ပြီးလှူခြင်းလေဆိုတဲ့အတွေ့တွေပေါ့ကြောက်ကတ်တို့ကင်စာတို့ဖြစ်တဲ့လူတွေကသူတို့ကတင်မင်းကလက်မှတ်လာပေးပြီးသားစောင့်နေရတဲ့လူတွေရဲ့ဘဝဖြစ်သွားတယ် အဲ့တော့ကောက်ခံငင်ကတေဖို့အတွက်ကိုမျောနေရတဲ့လူတွေကိုဒါကျွန်တော်တို့ကနိုင်တဲ့ဘက်ကအားလုံးပေါ့ကျွန်တော်ဆိုဒီ balance ရုံမှာဆိုဒါအပတ်တိုင်းလူလူဒါကျွန်တော်တို့တပတ်မှတစ်ခါကျနှစ်ရက်သုံးရက်အလှရှင်ရှင်းရှိတယ်လို့ကျွန်တော်တမတ်တန်ထမင်းဆိုင်ရတယ်အဲ့လိုပဲပေးတာအမခရစ်လေဒါလေးအလှလေးကြုံလို့အမရဲ့လှကြီးပါလားဆိုအလူနာလေးနဲ့ထိထိတွတ်တွတ်လေးလှွားတယ်အမဒီမှာအစင်အယမ်းပြေတယ်ဆိုပြီးတော့အမခရစ်ကိုအကူညီတောင်းတယ်ဒီမှာလှပါဆိုပြီးတော့အမခရစ်လေတွေ့ပြီးတော့လက်လူတွေကလက်တွေ့တွေ့မှပဲ အားရကြတာဆိုတော့လေလက်တွေ့တွေ့ပြီးတော့အမားတို့ကတကယ်လှူကျင်တဲ့သဒ္ဒါပေါက်လို့10ယောက်ကို73သိန်းဒီဘာလန်မွတ်စလင်ကုတူပြေးစေးယုံဆိုတာကသူကခေါင်းစဉ်ရတာမွတ်စလင်ကုတူပြေးစေးယုံဥမာမျက်စိခွဲတဲ့လူဆိုလဲအခမဲ့အဲကျွန်တော်တို့ဟိုခလေးမွေးတဲ့လူဆိုလဲအခုနလိုပြောသလိုပေါ့ဟိုခလေးမွေးလာရောက်မွေးတယ်ထမိန်မရှိဘူးထမိန်ပေးတယ်ဒီစေးယုံမှာဘာလဲ လာပေါက်ဖြစ်တာကြတော့ကြည့်လိုက်တဲ့အချိန်မှာခုနကအမတို့ထက်ထက်ဒီတက်လာပြီးတော့ဈေးရုံကိုအလွှာတိုင်းအထက်တိုင်းမှာတက်လာတဲ့အချိန်မှာပို့ပြီးတော့ချုပ်တဲတဲ့သူတွေနွမ်းမတဲ့သူတွေကိုအမချင်းမင်းမှုလေးတွေဝေနေရင်းနဲ့တကယ်လူမျိုးဘာသာမရွေးဘူးဝေခဲ့ရတဲ့ဟာဟို feeling လေးပေါ့နော်အဲ့ဒါလေးကိုလည်းတွေ့ရတယ်တကယ်သူတို့ဒီမှာလိုအပ်ချက်တွေအများကြီးရှိနေရဲဆိုတာလည်းမြင်ခဲ့ရတယ်ပေါ့နော်အဲ့ဒီအတွက်အမဒီ jacket အစေးဖို့အတွက်ကိုထပ်ပြီးလှူပစ်တာပြီးတော့အခုဒီအမရှိမရှိနေမီဒီယာတွေအကုန်လုံးပေါ့နော်ဒီမီဒီယာတွေဆိုလို့ရှိရင်အများနဲ့အမကြီးကြီးနေခဏခဏကိုကြောက်ကက်ဟိုဖြစ်တဲ့သူတွေကိုခဏခဏတင်ပေးတာအမတွေ့ရအဲ့အတွက်ဒီမီဒီယာတွေအားလုံးလည်းအမအကျဉ်းစုအရန်အရန်တင်တယ်အမအများနဲ့မြင်နေရမြန်မာတို့နိုင်ငံမှာဒီကြောက်ကက်ကအခုကအရန်ဖြစ်လာကြတာလေကြောက်ကက်စိတ်ရတယ်တခြားတို့ရေဆိုလို့ရှိရင်ဖောရအောင်မျောလေအရန်ကိုမြင်ရတာစိတ်မကောင်းစရာဖြစ်တယ်အဲ့ဒါကြောင့်လည်းအမဒီနေ့ဟိုဒီကြောက်ကက်စိတ်တဲ့လူနာတွေအတွက်ကလေးကိုလှူပစ်သွားတာပေါ့နော်ဒီတက်မကလည်းအမှန်တော့အများကြီးလူ ူချင်ပါတယ်အမလည်းအလုပ်တွေထပ်ပြီးလဲစူးစမ်းပါအောင်မယ်ကျွန်တော်တို့ဒီအခုဒီအလှလေးကမခရစ်တုဒါအကိုတို့ကမအားတဲ့ဂျာတွေကပြန်မဲ့အချိန်မှာ ဒါသရာပေါက်ပြီးလူတွေအလူလေးဖြစ်တယ်ကျွန်တော်တို့ဘာလန့်ဆေးရုံမှာလာလှူမယ်ဆိုရင်တခုမြစ်တာရခဏာကကျွန်တော်တို့ကမွတ်စလင်ဆေးရုံဖြစ်တဲ့အတွက်မြန်မာဘာသာလူမျိုးမျိုးရှိတယ်ကျွန်တော်တို့ဒီမှာအမဲသားနဲ့လာဝေလို့မရဘူးဝတ်သားနဲ့လာဝေလို့မရဘူးနောက်တစ်ခုကဟလလ်ပါတဲ့ပစ္စည်းတွေပဲလက်ခံတယ်အဲအဲ့အတွက်ကိုလည်းဝေစင်တဲ့ဆန္ဒရှိခဲ့တဲ့သူများလည်းဆေးရုံက ဒါအုပ်ချုပ်ရေးအဖွဲ့နဲ့ဒါတိုင်ပင်ဆွေးနွေးပြီးတော့ဒါလူမျိုးဘာသာမရွေးဒါဝေလို့ရပါတယ်မွတ်စလင်တိတက်မယ်ဝေရတာမဟုတ်ပါဘူးအဲ့တော့ရုပ်ဆောင်ရင်ရှောင်းရင်လေးတော့တခြားဆင်းုံနဲ့မတူတဲ့ဒါအာနေဂျာတွေတော့ရှိတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဟာလယ်ကိုအဓိကထားပြီးဝေရမယ်ဆေးရုံဆိုတော့လေဟုတ်ကဲ့ပါဗျအဲ့ဒါလေးတော့မြစ်တာရဲ့ခံနေပါတယ်မခရစ်လည်းဒီအလူလေးမှာကျွန်တော်ကိုပအဝင်ဝင်ပြတဲ့အတော့အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်မီဒီယာတွေကိုအခုချင်းတောင်းညင်တာကဒီဆေးရုံကတကယ်လိုအပ်ပါတယ်တကယ်ခက်ခဲပါတယ်တကယ်ခက်ခဲတဲ့လူတွေပဲ ဒါလာရောက်ကုသတဲ့အခမဲ့ဈေးယုံမှာဒါကျွန်တော်တို့ဒီမှာဆိုရင်ပြောမယ်ဆိုရင်ဒီအချိန်မှာအများစုကပါရာစီတမွန်တစ်လုံးတော့အလကားမပေးနိုင်တဲ့အချိန်တွေတခုမှာဒီဈေးယုံမှာတကယ်ခက်ခဲတဲ့လူဆိုရင်အခမဲ့ခွဲမွေးပွေးတယ်အခမဲ့ဒီမိခင်တွေကိုစောက်ရှောက်ပေးတဲ့အကူအညီတွေဒါကြောက်ကသမားတွေအများကြီးခွဲစိတ်သမားတွေအားလုံးကိုအခမဲ့ကုတော့ကျွန်တော်တို့မှအခုနောက်ပိုင်းဘယ်လိုဖြစ်သွားလဲဆိုဖျားလို့ဈေးထိုးခြင်းအပြင်ဈေးကမတော့ဒီမှာဈေးလာထိုးတဲ့အခမဲ့ရလို့အဲအဲ့လိုပေါ့နော်အဲ့တော့တကယ်လည်း ်။တကယ်ကိုကောင်းပါတယ်ဒီစေယုံလေးကလာကူညီမဲ့သူတွေရှိနေတယ်။အလုံးပအဝင်လို့ရပါတယ်စေယုံအဒမင်အဖွဲ့နဲ့တိုင်ပင်ပြီးတော့လှူဒန်းလို့ရပါတယ်ဗျ။ဒီနေ့လှူဒန်းပေးတယ်မခရစ်ကောမခရစ်အမျိုးသားရောမခရစ်မိသားစုရောအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်လည်းအများဆုံးအေဂျင့်တာယာပါစီဗျ။အလုံးကျမ်းမာလို့ချမ်းသာကြပါစီဗျ။အလုံးသက်ရှိကျမ်းမာစိတ်ချမ်းသာပြီးအေဂျင့်ပျော်ရွှင်ကြပါစီ။ကျေးဇူးများကြီးတင်ပါတယ်ရှင်။